နှုတ်တက်တဲ့အခါမှာဟုတ်ပြီဝလူစကန်းကိုလည်းဦးဇင်းတို့ဒီအခါတလေလင်းပိုင်းလော်တွေမှာမှာတော့ဖရဲသီးမြန်ရှိနေလားလို့ဦးဇင်းတို့ကတုံ့တက်ရမယ်တင်တယ်ဒီဝလူစကန်းကြီးတွေကိုအောင်းငယ်ရနေကြီချားရနေကြီချားတော့ PDF နေရာရောက်သွားတယ်ပေါ့နော် PDF နေရာအာကြီ၄တောင်းကျော်လောက်တာဦးဇင်းတို့ခါးလေးတည်တယ်ပေါ့နော်အဲမဖြစ်တဲ့အရာတွေနော်မဖြစ်တဲ့အရာတွေဒီတော့ဒီစကန်းဒီနေရာရှိရဒီနေရာကိုကြီချားအောင်မတိရလားဆိုတော့ပေါ့နော်အဲ့ဦးဇင်းတို့ဒီဝလူစကန်းဆိုလို့ရှိရင်ဒါလူလဲလိုက်ပွဲဖြစ်နေတာဆိုလို့ရှိရင်ပတ်ပတ်လဲဒါဝိုင်းခံရတယ်အစိုးရလဲရွာနဲ့နီးလို့ရွာနဲ့ဖြစ်လို့ဒီပြလာတဲ့လာပြီလို့ရှိရင်ရွာထဲဝင်သွားတယ် အာလာပြီးမှချတယ်ဝိုင်းတယ်အာလေရင်လာလို့ရှိရင်ရွာထဲဝင်သွားတယ်လေရင်လာရွာထဲဝင်သွားတယ်ရွာထဲဝင်သွားတယ်နော်ရွာထဲဝင်သွားတော့ရွာထဲဝင်သွားတယ်ဟုတ်ပါတော့ကိုဘက်ကလည်းဒီနော်ဆက်ပါဒါရွာထဲဝင်သွားတာဒါဦးသိန်းတို့အလုံးမဟုတ်ပါဘူးနော်ရွာတွေကတို့တို့ရဲ့ဟိုဘာဖြစ်သွားတာဟုတ်ဗျစခန်းကြီးဖြစ်သွားတာပေါ့နော်ရွာတွေကအကျန်းဖက်ရွာကြီးအကျန်းဖက်စခန်းကြီးလို့ဖြစ်သွားတော့ဘိုးဘက်ကလည်းတဘောဓာကြီးတာပေါ့နော်တဘောဓာကြီးတာပေါ့ဟာရွာထဲဝင်သွားရင်မလွတ်တော့နဲ့ဟာမချောက်နဲ့ပုံစံမဖြစ်နေလားမသိဘူးပေါ့ဗျာနော်ကျွန်တော်တို့ကြည့်ထားရမှာကတော့ရွာထဲ media disk ကြီးဆိုးတဲ့အကြက်ဖက်တွေကြီးဆိုးတဲ့နေရာတွေနေရာတိုင်းမှာကဒါစစ်မှန်တဲ့ပြည်သူဆိုတာမရှိတော့စစ်မှန်တဲ့ပြည်သူဆိုတာလုံးဝမနေတော့ဒီအကြက်ဖက်တွေနဲ့အကြက်ဖက်တွေနဲ့နေလို့ရှိရင်ငါတို့အတွက်လည်းဒုက္ခရောက်မယ်အန္တရာယ်လည်းများမယ်ငါတို့တက်လည်းကောင်းကျိုးမပြုဆိုတာလူတိုင်းတည်တယ်အဲ့တော့ဝေးရအောင်သူတို့တွေသွားကြရည်ဒါတော့ခင်ဗျားတို့ကောင်းတယ်မှာမြင်မျက်မှတ်ထားဖို့အရေးကြီးရနော်အပီရီယာအကြက်ဖက်တွေနဲ့နီးတဲ့နေရာဆိုတာလူရတာလည်းမရှိတော့ရှိတဲ့သူကလည်းဒါအကြက်ဖက်အပီပဲအကြက်ဖက်ဝိုင်းရံသူလူပဲဥစဉ်တော့တော့တုံးတက်တယ်ဗျာနော်တုံးတက်တယ်အဲ့တော့ဥစဉ်တို့ဒီ ညထိုးကြီးမြင်းကြံတောင်းတာဒီကြားတွေမှာဒီကြားတွေမှာကအခုကချန်ပီယံနယ်မြောက်ပိုင်းကဒီခွင်းမောင်းတို့လိုမောင်းထုတ်လိုက်တဲ့ PDF တွေလည်းဒီဘက်ကိုအများကြီးရောက်လာပြီအဲ့ဒါကိုဖိဖိစီစီနဲ့ပြက်ပြက်သားသားမှမလုပ်ဘူးဆိုလို့ရှိရင်နော်ပေါင်းပါပဲညိုတဲ့ပေါင်းပါပဲဒါလည်းညထိုးကြီးလိုမြင်းကြံတို့ဘယ်စကားနဲ့တိတ်ကလည်းလည်းပါပါဆိုတော့ခင်ဗျာအော်နေ့ကချန်ပီယံနယ်မြောက်ပိုင်းကြားရတဲ့ဆိုမယ်ကြောင်မဲ့ဒီဘောတို့ကြားရတဲ့ဆိုမယ်ပါဝရတဲ့နော်ပါဝရတဲ့ဆိုမယ်အဲ့တော့မင်းဘာတိလို့လဲဆိုတော့ဥစဉ်တို့လည်းဘာမှတော့မတူဘူးပဲဒါပေမဲ့လည်းဒါကတော့ဥစဉ်တို့ကတော့အမှန်တရားလိုပဲဥစဉ်တို့ကတော့သုံးတက်ခြင်းနဲ့ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြင်းချက်နွားထိုးကြီးတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတက်ကထောက်ပို့ပေးတဲ့ကြီးတွေ PDF လက်ထဲရောက်သွားလို့လေးတက်ထဲမှာဖရဲသည့်ရှိနေပြီလို့ပောက်ကူတော်သုံးသက်ချက်တွေနဲ့အတူတမူးခရိုင်ဘကဖာရဲဘော်၁၀ဦးတက်ဖြတ်ခံရမှုအမှုမှန်ပေါ်ပေါက်ရေးအိန္ဒိယအစိုးရနဲ့ဆွေးနွေးနေတယ်လို့ UNG ဘက်ကပြောလာတဲ့ထူးခြားသတင်းပါတင်ဆက်ပေးချင်ပါတယ် မြန်မာအိန္ဒိယနယ်စပ်မြို့တစ်မြို့ဖြစ်တဲ့စကိုင်းတိုင်းတမူးမြို့နယ်မှာအိန္ဒိယစစ်တပ်တွေကတမူးခရိုင်းပြည်တုကာကွေတပ်ဖွဲ့ဝင် တမူးခရိုင်ဘကဖန်ရဲဘော်၁၀ဦးကိုဖမ်းဆီးတပြက်ခဲ့အပေါ်အမှုမှန်ပေါ်ပေါက်ရေးအိန္ဒိယအစိုးရနဲ့ဆွေးနွေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံသားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဒီကနေ့ညမှာအတိပေးရေးသားခဲ့ပါတယ်။တမူးခရိုင်ဘက်ကအဖွဲ့ဝင်၁၀ဦးကြာဆုံးခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူတွေအနေနဲ့လက်ခံရရှိတဲ့သတင်းပေးပို့တိုင်ကြားချက်တွေအပြင် ကနဦးမြေပြင်အခြေအနေကြားနာစစ်ဆေးမှုအစီရင်ခံစာတွေ့ရှိချက်တွေအရအိန္ဒိယအစိုးရနဲ့ဆွေးနွေးနေတာဖြစ်တယ်လို့ဆိုပါရယ်အိန္ဒိယအစိုးရတာဝန်ရှိသူများနဲ့တွေ့ဆုံအမှုမှန်ပေါ်ပေါက်စေရေးဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်းကနဦးအတိပေးတင်ပြအပ်ပါရယ်နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မာအောင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါရယ် ပြီးခဲ့တဲ့မေလ13ရက်နေ့ညပိုင်းမှာအိန္ဒိယအာဏာပိုင်တွေကတမူးခရိုင်ဘက်ကအဖွဲ့ဝင်တွေတရှိရာနေရာကိုအင်အား၃ဝင်ရောက်စီးနင်းပြီးခရိုင်ဘက်ကဖာတော်လန်ရေးရဲဘော်၁၀ဦးကိုဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်၃ရက်ကြာမေလ၁၆ရက်မနက်ပိုင်းမှာတေဆုံနေတဲ့ရဲဘော်တွေရဲ့ရုပ်အလောင်းကိုပြန်ပေးခဲ့တာဖြစ်တယ်လို့တမူးဒေတာတော်လန်ရေးအင်အားစုကဆိုပါတယ်။၂၅ဖြစ်ပါလေဗျ။ဒီနေ့ကတော့ ရင်ကြံတို့တထိုးကြီးတို့တောင်တာတို့တွေကစက်တိုက်ပေါ့နော်ဒီစပွဲတွေစက်တိုက်ဖြစ်နေတယ်စက်တိုက်ဖြစ်နေတဲ့အထက်မှာဝလူစခန်းပေါ့နော်တောင်တာမြို့နယ်တွေကမလားဝလူစခန်းကိုလည်းဦးဇင်းတို့ဒီဆက်တွေ့လို့ရတယ်ဗျရတယ်ဆိုတာကဝလူစခန်းကတမတော်မိသားစုတွေရဲမိသားစုတွေနဲ့ဆက်တွေ့ရတယ်ဒီနေ့ဆိုလဲဦးဇင်းမြို့လမှာရှိတဲ့ဒါ yes တကြဆရာကြီးရဲ့ဇနီးတွေနဲ့ဆက်တွေ့ရတယ်နော်ဆက်တွေ့ရတယ် သင်းလဲတဲ့အချိန်မှာစနိုက်ပါသာစနိုက်ပါနဲ့ထိမှန်သွားတာပေါ့နော်ချီတယ်ဒါတော့တိုင်းပြည်အတွက်မြင့်မြတ်စွာပဲမြင့်မြတ်စွာပဲဖိဆက်သွားတဲ့အတွက်ကြောင့်မိသားစုအတွက်ဒါဥစဉ်တော့ဝမ်းနေတာကဂုံလဲဂုံယူဂုံယူပါတယ်ပေါ့နော်ဂုံယူပါတယ်ဒါရဲတွေဒါရှေ့တန်းမှာဒါပိဆက်သွားတယ်အဲ့တော့ပိဆက်တိုင်းပြည်အတွက်တော့ပိဆက်သွားပြီပေါ့နော်ပိဆက်ချင်းပိဆက်ရာကျိုးတိုင်းပြည်အတွက်ပိဆက်ရာကျိုးတန်ပိဆက်ရာကျိုးတန်အောင်တော့ဒါတိုင်းပြည်နိုင်ငံတော်အနေနဲ့ဘာလို့လုပ်ပေးမလဲဆိုတော့မကြည့်ရသေးဘူးပဲနော်ဘာလို့မိသားစုကြံခဲ့တဲ့မိသားစုတွေအဲ့ဘာလို့လုပ်ပေးမလဲဘယ်လိုတွေလုပ်ပေးမလဲ တင်နာမှုတွေဘာတွေရှိရလဲဆိုတော့ဒီခါတလေကျတော့ဦးဇင်းတို့အများကြီးပဲဒီနေ့ဦးဇင်းဟုတ်လားဒီတပည့်တော်ကခုဆိုလို့ရှိရင်ဒီမှာဘုရားတပည့်တော်မှာယောက်ျားတေဝါတာတစ်နှစ်ကျော်ပါပြီဘုရားတဲ့ဒါပေါ့နော်ကြည့်ရတာအပျောက်ဆင်းရဲတွေထည့်ထားအောင်ကြားရပါနော်ဒါတွေဆိုလို့ရှိရင်အထက်ကနိုင်ငံတော်လူကြီးတွေကြီးကဲတွေလုံးဝလုံးဝမသိဘူးဗျာနော်တို့ရလို့ရှိရင်တို့ရဲ့ဒီခေါင်းဆောင်တွေရရှိမှရှိရဲစကားနေအထက်ကအောက်ကပေါ့နော်အောက်ကတစ်ဆင့်တစ်ဆင့်ချင်းအတုံးမကြဘူးလို့ပဲပြောအောင်ပေါ့နော်တုံးမကြဘူးလို့ပဲပြောအောင်ပါအောက်ကရဲဘော်တွေမကြည့်ဘူးလို့ပဲပြောအောင်ပေါ့နော်ဒါကတော့ ဒီဒါဆိုလို့ရှိရင်တကယ်ဆိုလို့ရှိရင်နိုင်ငံတော်တင်ပြရမယ်ဒီလိုဒီလိုတနည်းရှိပြီးမိသားစုကြံခဲ့တယ်မိသားစုကြံခဲ့လဲထောက်ပံ့ရမလဲနော်ဟုတ်လားမိပြတင်တာပေးရမှာပေါ့နော်ခုပင်စင်လည်းမရလက်ကလည်းမရပုံစံမျိုးဖြစ်နေရပေါ့နော်ဒါဥစဉ်စီမှာစပါတယ်နော်ဒါဥစဉ်အပြစ်ပြောတာမဟုတ်ဘူးဗျာနော်လိုအပ်ချက်ကိုထောက်ပြခြင်းဖြစ်ပါတယ်ဗျာမင်းဘာတိလို့လဲဆိုတော့ဥစဉ်တို့လည်းဘာမှတော့မတူဘူးဗျာဒါပေမဲ့လည်းဒါကတော့ဥစဉ်တို့ကတော့အမှန်တရားလိုပဲဥစဉ်တို့ကတုံ့တက်ခြင်းနဲ့ဥစဉ်တို့တုံ့တက်တဲ့အခါမှာဟုတ်ပြီဝလူစခန်းကိုလည်းဥစဉ်တို့ဒီအခါတလေလင်းပိုင်းလော်တွေမှာမှာတော့ဖရဲသီးမြန်းရှိနေလားလို့ဥစဉ်တို့ကတုံ့တက်ရမှာတယ်ဒီဝလူစခန်းကြီးတွေကို ။ကောင်းကင်ကနေជីချာရဲနေជីချာတော့ PDF နေရာရောက်သွားတယ်ပေါ့နော် PDF နေရာဒါជី၄တောင်းကျော်လို့တော့ဦးစင်းတို့ခါရီသိရတယ်ပေါ့နော်။ဒါမဖြစ်တင်တဲ့အရာတွေနော်မဖြစ်တင်တဲ့အရာတွေဒီတော့ဒီစခန်းဒီနေရာရှိရဒီနေရာကိုချာမှာမတိတာလားဆိုပေါ့နော်။အဲ့တော့ဦးစင်းတို့ဒီဝဲလူးစခန်းဆိုလို့ရှိရင်ဒါလူလန်လိုက်ပွဲဖြစ်နေတာဆိုလို့ရှိရင်ပတ်ပတ်လဲဒါဝိုင်းခံရတယ်။အချို့ကြလဲရွာနဲ့နီးလို့ရွာနဲ့ဖြစ်လို့ဒီပြလာတဲ့လာပြီးလို့ရှိရင်ရွာထဲဝင်သွားတယ်။အာလာပြီးမှချရတဲ့ဝိုင်းနဲ့အာလေရင်လာလို့ရှိရင်ရွာထဲဝင်သွားတယ်။လေလံရွာလည်းဝင်သွားတယ်ရွာလည်းဝင်သွားတယ်နော်ရွာလည်းဝင်သွားတော့ရွာလည်းဝင်သွားတော့လည်းဟုတ်ပါတော့ ကိုဘက်ကလည်းဒီနော်ဟာပါဒါရွာလည်းဝင်သွားတာဒါဦးသင်းတို့အလုပ်မဟုတ်ပါဘူးနော်ရွာတွေကတို့တို့ရဲ့ဟိုဟာဖြစ်သွားတာဟုတ်ဗျစခန်းကြီးဖြစ်သွားတာပေါ့နော်ရွာတွေကအကျန်းဖက်ရွာကြီးအကျန်းဖက်စခန်းကြီးလို့ဖြစ်သွားတော့ကိုဘက်ကလည်းတဘောဓာကြီးတာပေါ့နော်တဘောဓာကြီးတာပေါ့ဟာရွာတွေဝင်တော့ရမလို့တော့နဲ့ဟာမချောက်နဲ့ပုံစံမဖြစ်နေလားမသိဘူးပေါ့ဗျာနော်ခင်ဗျားတို့တိထားမှာကတော့ရွာနဲ့ PDF တွေကြီးဆိုးတဲ့အကျန်းဖက်တွေကြီးဆိုးတဲ့နေရာတွေနေရာတိုင်းမှာကဒါစစ်မှန်တဲ့ပြည်သူဆိုတာမရှိတော့ဘူးစစ်မှန်တဲ့ပြည်သူဆိုတာလုံးဝမနေတော့ဘူးဒီအကျန်းဖက်တွေနဲ့ အကျန်းဖက်တင်နေနေလို့ရှိရင်ငါတို့အတွက်လည်းဒုက္ခရောက်မယ်အန်ဒီလည်းများမယ်ငါတို့တက်လည်းကောင်းကျိုးမပြုဆိုတော့လူတိုင်းကြည့်တယ်အဲ့တော့ဝေးရအောင်သူတို့တွေသွားကြတယ်ဒါတော့ကျွန်တော်တို့ကောင်းတယ်မှာမြင်မျက်မှတ်ထားဖို့အရေးကြီးတယ်နော်အပီရီယာအကျန်းဖက်တင်နေနီးတဲ့နေရာဆိုတော့လူရတာမရှိတော့ရှိတဲ့သူကလည်းဒါအကျန်းဖက်အပီပဲအကျန်းဖက်ဝိုင်းရံတူလူပဲဥစဉ်တော့တော့တုံးတက်တယ်ဗျာနော်တုံးတက်တယ်အဲ့တော့ဥစဉ်တို့ဒီနထိုးကြီးမြင်းကြံတောင်းတာဒီကြားတွေမှာဒီကြားတွေမှာကအခုကချန်ပီယံနယ်မြောက်ပိုင်းကဒီခွင်းမောင်းလို့မောင်းထုတ်လိုက်တဲ့ PDF တွေလည်းဒီဘက်ကိုအများကြီးရောက်လာတယ် ဲ့ဒါကို PPCC နဲ့ပြပြသားသားမှမလုပ်ဘူးဆိုလို့ရှိရင်နော်ပေါင်းပါပဲမျိုးလက်ပေါင်းပါပဲဒါလည်းကနှထိုးကြီးလိုမြင်ရတယ်ဘယ်လိုစကားနဲ့တိတ်ကလည်းပါပါဆိုတော့ခမဟိုနေ့ကရှမ်းပြည်နယ်မြောင်ပိုင်းကြားရတဲ့ဆိုမယ်တောင်မဲ့ဒီဘောလိုကြားရတဲ့ဆိုမယ်ပါဝရတဲ့နော်ပါဝရတဲ့ဆိုမယ်အဲ့တော့ဦးစင်းတို့ဒီနေပြည်တော်နေရသုံးပိုင်းမှာဆိုလို့ရှိရင်ပြည်သူစစ်တင်တန်းတိုက်တယ်ဒါနဲ့အော်ဒီနေပြည်တော်ကမဟုတ်လို့ဘာကမဟုတ်လို့ဆိုရင်အဲ့ဒီမှာဆိုလို့ရှိရင်ဦးစင်းတို့စစ်သားဟောင်းတွေပါတယ်စစ်သားတွေပါတယ်တော်တော်ကြာကြာတချို့လူငယ်တွေပါတယ် ။ဒါဆိုအဲရဘယ်လောက်ရှိလဲ။အဲရ250လောက်ရှိတယ်။ခင်ဗျတွေ့ကြည့်ပြအဲ့မ100လောက်လက်နဲ့ခံရနှကောင်းမွန်တက်စေပြီးတကယ်လုပ်ပြီးအဲဝယ်လူစကန်းလိုနေရာမျိုးတွေထားအမြန်လိုအပ်တဲ့နေရာတွေပို့အော်ပို့ပြီဆိုရင်လည်းထိုက်ထိုက်တန်တန်ရှင်းမြင်မယ်ဂုံပြုမယ်တော်ရင်တော်တော်လို့ရှင်းမြင်မယ်ဒါမှမဟုတ်ပုံစံတွေဥစဉ်ရတော့လုတ်တင်တယ်လို့ဥစဉ်တော့လုတ်တက်နေတယ်ဒီလူကြီးနာမှာနေတဲ့ဟိုမှာလုတ်ပိုင်ခွင့်ရှိတဲ့လူကြီးနာမှာနေတဲ့ဒုတိယလည်းဒါဒါတွေကြတော့တိုင်းမှုရောက်နေဆုံးဖြတ်လို့မရဘူးတိုင်းမှုရောက်နေဆုံးဖြတ်လို့မရဘူးဘာလို့ဆိုတော့ဥစဉ်တော့တစ်ခါတည်းလေး ဒီနေပြည်တော်ဘက်တွေဘက်ဘက်မှာဆိုလဲပြည်သူစစ်တင်နိုင်တယ်နောက်ပြီးတက်ပြီးအလကားပုံစံမျိုးလို့ဖြစ်နေပုံစံဖြစ်နေအများကြီးပဲเนาะအဲ့မှာစေသားเนาะဟိုတကကြီးငကောခြေထားမှာတိုက်ရိုက်ခိုက်ကောင်းခဲ့တဲ့ဘိုးကြီးညီညီဆိုလို့ရှိရင်လဲအင်စားပြတ်တော့မဟုတ်တော့ဘူးဒါဥတူဥဆောင်ပြီးမှာတကယ်တော်ပါလေတကယ်တော်တဲ့တူတွေပါเนาะလူလို့ရှင်စစ်သားဘဝမှာတော့လည်းတူတူမြတ်မြတ်တိုက်ခဲ့တယ်။စစ်သားဘဝကနေနားတယ်စစ်သားဘဝကနေကြောင်းမျိုးမျိုးကြောင့်နားတဲ့အခါမှာဆိုလည်းတူဒီအဲဘိတ်တို့မြိတ်တို့ဘယ်မှာတူဒီ တော်မတိုက်ခဲ့တယ်အဆိုရန်ကုန်တိုင်းတိုက်မှုကြီးအဲ့တကောင်တိအဲ့ဘိုးကြီးအကြောင်းတိတယ်နော်ဒါသူရက်ဖက်နဲ့တွားရင်မသူအင်အားနဲ့တွားရင်မတိုက်မတိုက်ပေးလိုက်အများကြီးလက်နဲ့တရခဲ့လိုက်လေအများကြီးအခုလည်းနေပြီးတော့နေရတုံးပိုင်းမှာအောင်စင်ဆရာတော်တို့နဲ့နေတယ်နေပြီးမှလူပြည်သူစစ်တီကိုစူးစောင်းတယ်စူးစောင်းမှတကယ်တက်ကြွလောက်ရှာတယ်စူးစောင်းတယ်နော်စူးစောင်းတယ်အဲအဲ့ဒီလိုလူတွေစူးစောင်းတဲ့ခါမှာလည်းအတက်မဖြစ်အောင်ဒီအင်အားနဲ့တဲ့စခန်းတွေမှာအင်အားမဖြစ်တင်ဘူးလားအင်အားလည်းဖြစ်တင်တယ်ရိတ်ခါလုံလောက်စွာပံ့ပိုးတင်တယ်ကလေးတွေကိုပံ့ပိုးတင်မယ်တကယ်လို့ကြာရှုံးသွားပြီတိုင်းပြည်အတွက်ပေးဆက်သွားပြီဆိုလည်းပေးဆက်ရာကျနောက်ထိုက်တန်သွားဂုံပြပေးမယ် ဖိုက်တန်သွားချင်းမြင်ပေးမယ်မိသားစုကလေးတွေဘာတွေကြံခဲ့လဲဒါမျိုးကမစားလှုပ်ဆောင်ပေးလို့ရှိရင်တိုင်းပြည်အတွက်မပေးဆက်เสียအကြောင်းမရှိဘူးအဲတိုင်းပြည်အတွက်ပေးဆက်ချင်အောင်လို့တော့ဒုတိယတော့အားလုံးတော့ပေးဆက်မှာပဲမပေးဆက်ချင်အောင်လို့တော့ဒါကပေးဆက်မှာမဟုတ်ဘူးဟုတ်နော်ဝန်တရားကြီးပဲပေးဆက်မှာပဲအာဦးစင်းတို့ဘက်ကလည်းအများကြီးပဲအများကြီးပဲနော်အဲ့တော့မြင်းကြိုင်လက်ထိုးကြီးတောင်းတာကိုဖိဖိစီစီနဲ့ထိထိရောက်ရောက်ကမလုပ်ဘူးဆိုလို့ရှိရင်ဒီချက်ဆိုးအောင်မယ်လို့ဦးစင်းကတော့ပြောချင်ပါတယ်ဗျာနော်အားလုံးတော့ပါပဲဗျာမျိုးလေးမြန်လာပါဗျာဒီနေ့က18ရက်9လပိုင်း2025ဖြစ်ပါတယ်ဗျာဒီနေ့ကတော့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးမှ ဒါဥသိန်းကိုမလိုင်းမော်ကနေအခွင့်အရေးတောင်းထားတဲ့အရာလေးပေါ့နော်ဒါဒကမာကြီးတယောက်ကအခွင့်အရေးတောင်းထားတဲ့ဟိုဒူတာလေးက15နှစ်ပြည့်ပြီဆိုတာလေးကိုရှင်ဖရားတဲ့အခွင့်အရေးပေးပါဖရားတဲ့အဲ့တော့အားလုံးကတော့ဝင်လိုက်ပါမှာတော့ဥစဉ်ကအခွင့်အရေးတောင်းတဲ့လူတွေကတော့အများကြီးပါဗျာနော်ဒါနဲ့ဥစဉ်လည်းကိုကိုညီကိုကဥစဉ်ကအားလုံးကိုကိုညီပေးချင်ပါတယ်။ဥစဉ်ကပေးနိုင်တဲ့အချိန်ဒီအချိန်ခါတော့မရှိပါဘူး။ဥစဉ်တို့လည်းဒီပဇက်စပီကာဖြစ်ပဲဒီသူအကျိုးပြုပေးတာတော့ပဲဥစဉ်တို့ကလည်းတတ်နိုင်တော့ဗျာနော်။အဲ့ပရမအုံးဆိုတာဖြစ် န္တလေးပြည်သူစစ်တီအားလုံးကိုဒါဥစဉ်ပြောချင်ပါလေဗျာမန္တလေးပြည်သူစစ်တီဟိုဘာဟောရပေးချင်တယ်လဲဆိုလို့ရှိရင်မန္တလေးပြည်သူစစ်များအားလုံးဆိုးဆိုလို့ရှိရင်ကြော်စွာဆိုလားဘယ်လိုဆိုလားဒါမျိုးပြည်သူစစ်အမိခံပြီးမှဒီနော်လောက်စားနေတဲ့အရာတွေအများကြီးပေါ့မရှိဆဲတာတွေကိုလိမ့်နေညာတာတွေအများကြီးပဲနော်ဒီဖုန်းနံပါတ်တွေတော့ဥစဉ်မပြောသေးပါဘူးသူကဘယ်လိုလုပ်ပေးမလဲဆိုတော့ဥစဉ်ကြည်နေတယ်ပေါ့နော်နောက်ပြီးတော့ဟုတ်လားအများကြီးအများကြီးဟိုတလောကလည်းအော်မီတာသားမှာအိမ်တိန်အိမ်လာကငှားထားတယ် အဲ့ဒီအိမ်ငှားလာကဘိုလ်ချုပ်ကတော့ငှားလာတယ်။အဲ့ဒီဘိုလ်ချုပ်ဆိုတာတက်မမှုကတော့ပေါ့နော်။အဲ့တက်မမှုဘိုလ်ချုပ်ကလည်းမြကြီးနားဘက်မှာထောင်ကျထားတဲ့ရင်ခိုင်ရုံနဲ့ရင်ရတယ်နော်။ဒီစေဥရေကိုဖောက်ထားတဲ့ကြောင့်ဘိုလ်ချုပ်ကတော့လည်းငှားလာတယ်ထွက်မပြေဘူးပါဘောနော်။လာမှမပြေသေးရဘယ်ကထွက်ပြေမလဲ။အဲ့တော့တဲကငှားတော့တိတ်300နဲ့ငှားတယ်တိတ်300နဲ့ငှားတော့ဟုတ်လား။တိတ်300နဲ့ငှားရွှေ့တယ်ပေါ့နော်ရွှေ့တယ်ပေါ့ယူစေပါညာမှာတနက်လဲပါတယ်လို့ပြောတယ်။စုံစမ်းကြည့်တော့ပြည်သူစေဖွဲထဲမှာမရှိဘူး။အဲ့ဒါပြီးတော့မုံဆိုးမတူလည်းဒီတိုင်းပဲအဲ့ဒီတကာကနေပြီးမှဟိုပါဘောနော်။လိန်နေတဲ့ ရွှေရွှေလိမ့်လိုက်ညာလဲညာလာပေါ့နော်နာမည်ဦးစင်းတို့ဒါအများကြီးပါတယ်အတူတူလိမ့်ထားတဲ့အရာတွေကနော်နာမည်ကပြည်သူစစ်ကားတဲ့ကျော်စင်ရလို့ခေါ်တယ်နော်ဟိုကကုညီတော်တော်နဲ့ငွေတိန်30လိမ့်သွားတယ်တူဦးကတော့တိန်300လိမ့်သွားရနော်အဲ့တော့ကျော်စင်ရဆိုတဲ့ပြည်သူစစ်နာမည်ဦးစင်းတို့မှမရှိဘူးပေါ့မကြားဘူးပေါ့နော်ဒါလေးလဲအားလုံးဒါပြည်သူများအားလုံးတည်စေချင်ပါတယ်ဥစဉ်တို့လည်းနေရာတကာလိုက်ပြီးမှဝင်ဆော့ဖက်လို့မရအောင်เนาะအဲ့ဒါဥစဉ်တို့ပြည်သူစစ်ကဆိုတဲ့အတွက်ကြောင့်ဥစဉ်ကမန္တလေးမှာဆိုလို့ရှိရင်ပြည်သူစစ်အားလုံးရဲ့ ညာတော့အဖြစ်ပြုစစ်တေးရဲ့ခေါင်းပေါင်းနေနဲ့ဥစဉ်အကုန်လုံးရင်းနေတယ်ဆရာတကာလည်းဖြစ်တယ်အကုန်လုံးတော့မတိနိုင်ဘူးပေါ့နော်အဲကြောင့်အကုန်လုံးခေါင်းဆောင်နေဖြစ်တော့ခေါင်းဆောင်နေဖုံးဆက်တဲ့ခါမှာနော်မရှိဘူးပေါ့နော်အဲ့တော့ပြုစစ်တေးဒါပြုစစ်တေးအကြောင်းလာလာပြီးမှတိုင်ကြတယ်ဥစဉ်ပေါ့နော်အဲ့တော့တိုင်မာအမနာမနဲ့တိုင်မာခေါင်းပေါင်းနေပူတည်ရင်ပူပြီးမှဥစဉ်ကကုညီပေးလို့ရပါတယ်နော်ပြည်သူစစ်တွေရက်ွက်ထဲမှာမတရားလုပ်တယ်မတရားအနိုင်ကျင့်တယ်မတရားလူပွားဝတယ်ပြည်သူပေါ်ဆိုရင်တော့တိုင်မာမားတဆောင်သားတွေဆိုတော့အမားနဲ့တော့မကင်ဘူးဒါနဲ့ခွန့်လွန်လို့မရတယ်ခွန့်လွန်လို့ရတဲ့အမားရှိတယ်ခွန့်မလွန်လို့ရတဲ့ခွန့်လွန်လို့ရတဲ့အမားရှိတယ်နော် ဒါနဲ့ဥစဉ်တို့ပြည်သူပြည်သားတွေပေါ်အနိုင်ကျင့်တဲ့ဟာမျိုးဆိုလုံးဝလုံးဝဥစဉ်တို့ကလက်မခံပါဘူးနော်အဲခေါင်းပေါင်းတစ်ခါလေကြတော့ခေါင်းပေါင်းနေကိုယ်တိုင်လည်းဒီပြည်သူတို့အတွေ့အကြုံအားလုံးမသိနိုင်ဘူးနော်အဲ့တော့ပြည်သူစစ်တမ်းမှာပြည်သူစစ်အယောင်ဆောင်နေရှိတယ်အဲ့တော့ပြည်သူစစ်အားလုံးကိုပြောချင်တာကခေါင်းပေါင်းအားလုံးကိုဥစဉ်ပြောချင်တာကပြည်သူစစ်တွေအနေနဲ့ကိုယ့်ရဲ့အောက်လက်လက်တာခေါင်းပေါင်းမှန်တယ်များကိုခြေတန်းကိုထွက်ခိုင်းမှာခြေတန်းကိုနော်တိုက်ဖူးတဲ့ရှိအောင်လဲထွက်ခိုင်းမှာဒါမှတူတူအတွေ့အကြုံလဲရလိုက်မယ်ဒါမှပြည်သူစစ်လောက်ရတာလွယ်လားမလွယ်လားဆိုတော့သိလိုက်မယ်ဟုတ်ကပြည်သူစစ်လွယ်ခွဲခေါင်းပေါင်းနေခြေတန်းမထွက်ဖူးတာတွေအများကြီးနော်မများကြီး တကယ်လို့လို့ရှိရင်တော့တကယ်ဦးစင်ကာပါပေးနိုင်တယ်တကယ်လို့ကိုကူညီလို့ရတဲ့အရာဆိုရင်တော့နော်ပြောပြရလူကြီးတွေကိုခြေတန်းလည်းမထွက်ဘူးခြေတန်းလည်းမတိုက်ဘူးဘယ်မှာလည်းမသွားဘူးပြည်သူလူထုလည်းအကျိုးမပြုဘူးတိုက်မိတော့လည်းအကျိုးမပြုဘဲနဲ့အခွင့်အရေးရချင်းလို့ပြည်သူစစ်လောက်တယ်ဆိုတော့ဦးစင်တော့ကာပါမပေးတဲ့အပြင်ဦးစင်တော့တွန့်ပြုတ်လိုက်မယ်ဆိုတော့ဘေးလို့ပေါ့သွားမြင်မင်းနဲ့တန်းတဲ့နေရာတော့ဆိုပြီးပဲဦးစင်တော့လွှတ်လိုက်မှာပဲရှိပါနော်အဲ့တော့ပြည်သူစစ်ကောင်းပေါင်းနေအများအနေနဲ့ကိုယ့်ရဲ့တပည့်တွေကိုယ့်အောက်ကကောင်းပေါင်းနေကိုစီဝဲခေါ်ပြီးပေါ့နော်အဲ့လိုမျိုးလေးတွေပြောပြဖို့ရည်ကြည်တယ် ီးတော့ပြူတွေကိုအနိုင်မကျင့်မှုပြူတွေကိုနော်နိုင်လူပြည်စည်းမလုပ်ဖို့ပြူတွေကိုနှွေးထွေးမှုပေးဖို့ဟာကိုခဏခဏပြောပြပါလို့ဥစဉ်နေနဲ့မေတ္တာရခံကြမှာနော်ဒါတခုပေါ့နော်ဥစဉ်စီကိုအကူညီတောင်းတာကတော့ရှိတယ်ဗျနော်ဒါလည်းဆိုဆရာတော်ဖရားတဲ့တပည့်တော် တားလေးဒီအသက်35နှစ်မပြည့်သေးပဲနဲ့မန္တလေးတနေရာမှာပြူးလွင်ရက်ွက်ကျေးွာတခုတို့စစ်မှုထမ်းရန်အတွက်ရောင်းစားခံရရေးကူညီပေးပါရန်လူတွေသာရှောက်ထားပါတယ်ဖရားတဲ့ကလေးအမိမမောင်ဟန်ဝင့်ကိုဖြစ်ဖြစ်ပေးထားတော့အမိမမောင်ပေါ့စာဖြစ်ပါတည်တဲ့ကလေးရဲ့မွေးဖွားတက်ကတဲ့မှာ24ရက်5လ2010ဖြစ်ပါတည်တဲ့ လင်းရဲ့အိမ်တော်ဇယားမှာ အရင်မွေးလာမှာကြောင်းသားကန်အားလုံးမှာလဲ24ရက်5လ2020လာဖြစ်ပါသည်တဲ့ချမ်းမြသာစီမြို့နယ်အမှန်9ယုံကာကြီးနှင့်ရက်ွက်အိမ်မက်90 93ကပါဖရားတဲ့တပည့်တော်ရက်ွက်ယုံကရောင်းစားတဲ့ရောင်းစားတာတော့မဟုတ်ပါဘူးဖရားတဲ့မန္တလေးရက်ွက်တစ်ခုခုကနေရောင်းစားတယ်ကိုသိရပါတယ်တဲ့အဆက်အသွယ်ရလာဥစဉ်မေးတဲ့အခါမှာအရင်ကရာဒီမှာပြည်ဦးလွင်ရက်ွက်ကျေးရွာတစ်ခုမှာစစ်မှုထိုင်းရန်ဝယ်ယူရတွင်မန္တလေးမှာမြည်တူအမြည်မြည်တူအမြည်ရောင်း မျက်နာမှာလည်းတတူးတတူးနဲ့အရက်ပူပူမှလာရောက်ပို့ဆောင်တယ်ဟုတ်တရားပါဒီတဲ့အခုဒီနေ့ဖုန်းဆက်တော့မရတော့ပါဘူးခင်ဗျာတဲ့ကလေးပျောက်ဆုံးဒီမှာတက်တော့မှာတင်ထားပါလေခင်ဗျာတဲ့တပည့်တော်တို့ကဈေးရောင်း၍အတက်မွေးရာဒီဖြစ်၍အဆက်အသွယ်လုံးဝလုံးဝမရှိကူညီပေးပါခင်ဗျာတဲ့ကလေးရဲ့မှတ်ပုံတင်ပြုလို့မရသေးဘူးပေါ့နော်မှတ်ပုံတွေကတပည့်တော်တို့အတွက်အကြံဉာဏ်နဲ့ကူညီပေးပါအောင်တဲ့အဲ့ပြည်ဦးလွင်မှာဒီလူစစ်ကိုရောင်းစားတော့လက်ခံတဲ့ဖုန်းနံပါတ်မှာခွင်ကို1198 9030 နောက်တစ်လုံးက450 530ခွင်တုံညာလေးဖုန်းနှလုံးကပြည်ဦးလွင်ကလက်ခံဝယ်ယူသူရဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်ဗျာတဲ့မန္တလေးပို့ဆောင်သူဘက်ကတော့ဘလို့အဆက်အသွယ်မှမရပါဗျာတဲ့မန္တလေးရောင်းစားသူဘက်မှဘလို့မှလက်ဆက်အသွယ်မရဘူးဗျာတဲ့ဆရာတော်ဒါဥစဉ်စီကူညီတောင်းတာပေါ့နော်လက်ခံသူဘက်မှအတန်ဖိုင်လေးတော့ရှိပါတယ်ဗျာတဲ့မပို့တတ်ဖြစ်နေတယ်တဲ့ပြီးကြတဲ့နေရာကပြည်ဦးလွင်မှာရှိနေဖုန်းဆက်အသွယ်မရပါဗျာတဲ့အခုဒါတပည့်တော်တို့လည်းဒုက္ခများနေကူညီပေးပါဗျာတဲ့အမိပေါ့စားတဲ့အဖေနာမိမှာဥထက်နောင်တဲ့ ပြည်ဦးလွင်ရက်ွက်ကျေးရွာတစ်ခုခုအတွက်စစ်မှုထမ်းလူမရ၍မန္တလေးမှာ45တိန်းနဲ့ဝယ်ယူကြောင်းသိရှိရပါတယ်ဗျာတဲ့။တပည့်တော်တို့ဘလို့လောက်ရမလဲဗျာတဲ့။ဥစဉ်စီမှာတော့အိမ်တော်ဇရာတွေပါပြီးတော့အကုန်ပို့ထားပါတယ်နော်။ကလေးက15နှစ်ပဲရှိပါသေးတယ်။ဒါ15နှစ်ပဲရှိတဲ့အတွက်ကြောင့်ဥစဉ်စီကိုဒါအကူအညီတောင်းတာပေါ့နော်။အဲ့တော့ပြည်ဦးလွင်မှာဖုန်းနံပါတ်တွေလည်းပေးထားတယ်။ဘယ်ရက်ွက်ကဆိုလဲဆက်သွယ်ပြီးမှာနော်။စစ်မှုထမ်းကလည်းဒါမျိုးဆိုရင်အတက်မပြေတင်လုံးဝလုံးဝလက်မခံပါဘူးနော်။အတက်ကျော်လို့ကျမကြီးချွေးင်းကြက်ရှဲစစ်မှုထမ်းကလက်မခံပါဘူး။တချို့မှတင်တဲ့ရောက်ပြီးပြန်ပို့လိုက်တဲ့ဟာတွေလည်းဘာဖြစ်လို့ပြန်ပို့လိုက်တာတော့ဆိုတော့ဆက်ရှစ် ဆက်ရှင်နဲ့ပြည့်ဖို့အတွက်ကိုတဲ့လိုတယ်လို့ပြောတော့လက်မခံတာဖရားတဲ့ဒါမျိုးတွေပြန်လာတဲ့ဟာတွေအများကြီးပါနော်အဲ့တော့ပြည်ဦးလွန်မှာဒီကလေး15နှစ်နဲ့ခေါ်ထားတဲ့အုပ်ကြီးတွေမှရှိရင်ရောင်းစားရတွေမှရှိရင်ဦးစင်းရဲ့ like ကိုကြည့်ကြည့်မှခင်ဗျားတို့မိဘထံကိုအများဆုံးပို့ဆောင်ပေးပါလို့ဦးစင်းနေနဲ့မေတ္တာရက်ခံကြပါတယ်ဗျာနော်အဲ့လိုမှမေတ္တာရက်ခံလို့မှမရဘူးဆိုခေါ်တဲ့သူရောရက်ွက်ရောအုပ်ကြီးတွေရော အကုန်လုံးထောင်ထဲကိုကြီးရမယ်ထောင်ထဲကိုသွားရမယ်ဆိုတော့တတိပေးကျင်ပါနော်ခင်ဗျားတို့အတက်ဆက်ရှင်နေပြေလို့နိုင်ငံတော်ဝန်ထမ်းဆောင်ရတာဥစဉ်တော့လက်ကန်တယ်အတက်မပြေသေးတဲ့ကလေးတော့လက်မခံပါဘူးနော်ဒါလေးလည်းပြောကျင်ပါတယ်ခင်ဗျားတို့လှုပ်ချင်းဒီတက်မတော်ပုံရိပ်ကြပါလိမ့်ဗျာနော်တက်မတော်ရဲ့ပုံရိပ်ကြတယ်အဲ့တော့ခင်ဗျားတို့ကိုရကွက်ကကို့အနေထားခေါ်ကြပါဒီပြင်လူရောင်းရောင်းဝယ်နဲ့ခေါ်လို့ရှိရင်နိုင်ငံတော်ကလည်းခွင့်ပြုမှာမဟုတ်ဘူးဆိုတော့တိတိ